โอเคဒါကျွန်တော် project ဆောက်တုန်းကကျွန်တော်တို့ဒီမှာ project အသစ်တစ်ခုဆောက်တဲ့အခါမှာဒီ GDK ကိုကျွန်တော်တို့ဒီမှာ download လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော် GDK ကိုတခါလေးပဲဒီ IDE ထဲမှာ download လုပ်လို့ရတယ်နော်ဆိုတော့အခုကျွန်တော်ဘာဖြစ်လို့အခု GDK ကိုတက်တက် download လုပ်တာကိုထပ်ပြီးတော့ပြောပြနေရလဲဆိုတော့အကြောင်းရင်းရှိပါတယ်ဆိုတော့ဒီမှာကျွန်တော်တို့ GDK ကိုကျွန်တော်တို့ဒီ set ထဲမှာ install ဆွဲလိုက်တဲ့အချိန်မှာနော်အာဒီကျွန်တော်တို့သုံးနေတဲ့ဒီ software ဒီ IDE က ဒီ JDK ဘာမှရှိတယ်ဆိုတော့ तू သိပါတယ်ဘာလို့ဆိုတော့ကျွန်တော်ချိတ်ဆက်ထားလို့ပေါ့နော်ဆိုတော့ဒီနားမှာဘယ်နားမှာ install ဆွဲမလဲဆိုတော့ကျွန်တော်တို့ကသတ်မှတ်ထားလိုက်တာဖြစ်တဲ့အတွက် तू ကသိတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့ရဲ့ computer system ကတော့မသိပါဘူးကျွန်တော်တို့ computer system ကကျွန်တော်တို့ရဲ့ set ထဲမှာဘာလို့ရှိလဲဆိုတော့ဒီ java ဆိုတဲ့နည်းပညာရှိတာဆိုတော့မသိပါဘူးအဲ့တော့ကျွန်တော်ကြည့်မယ်ပေါ့နော် java ဒီမှာကျွန်တော်ရိုက်ပြီးတော့ရှာကြည့်မယ်နော်ဆိုတော့ java-v ပေါ့ရှာကြည့်မယ်ပေါ့နော်ဆိုတော့ဒီမှာဆိုကျွန်တော်တို့မရှိပါဘူးနော် ဟိုကျွန်တော်ဒီမှာ dash ရနေလဲရှာတယ်ပြီးတော့ dash version နေလဲရှာတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဒီ computer ထဲမှာဒီ java ဆိုရင်ဒီပညာရှိမနေပါဘူးနော်โอเคဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ computer ထဲမှာဘယ်နေရာကနေပဲကြည့်လိုက်ကြည့်လိုက်ကျွန်တော် command line ကနေပြီးတော့ရေးကြည့်လိုက်တဲ့အချိန်မှာ java ဆိုပြီးတော့ပေါ်နေအောင်လို့ကျွန်တော်တို့က အာခုန JDK ကို install ဆွဲတယ်ပေါ့နော်ဆိုတော့တကယ် lower လားဆိုတာမလိုပါဘူးဒါပေမဲ့တခြားအဥမာထားပါတော့ကျွန်တော်ဒီမှာသုံးတာမဟုတ်ဘဲနဲ့ဥမာ Android application ရေးတယ်ဆိုရင်ကျွန်တော် JDK လိုတယ်အဲ့အချိန်ကျရင်ကျွန်တော်ကဟိုဒီဘက်က JDK ကိုတည်နေအောင်ပေါ့နော်ဆိုတော့ကျွန်တော်တသက်ထက်ပြီး download လုပ်နေစရာမလိုတော့ဘဲနဲ့ဒီကျွန်တော်တို့ download လုပ်ထားတဲ့ JDK ကိုပဲအာ project တိုင်းနေရာတိုင်းကနေပြီးတော့ share ပြီးသုံးလို့ရအောင် ဆိုတော့ဆိုလိုချင်တာခုနကဆိုကျွန်တော်ဒေါင်းလုဒ်လုပ်လိုက်တဲ့ဟာကိုကျွန်တော် intelligence တကူပဲသိရအောင်။ channel ဥပမာထားပါကျွန်တော်တခြား software တွေမှာသွားသုံးမယ်ဆိုရင်အဲ့အဲ့ကောင်ကျွန်တော်ဘယ်နားမှာတင်ထားလဲကျွန်တော် like ရှာအောင်ပေါ့နော်။သိအဆင်မပြေဘူးပေါ့။ Okay အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီ home ဆိုပြီးတော့နေရာတကူမှာကျွန်တော်တို့အသိခဲ့မှာပေါ့နော်။ဆိုနေရာအတိအကျတကူမှာသိခဲ့မယ်သိပြီးတော့အဲ့နေရာက java ရှိရဲ့နေရာပါလို့ကျွန်တော်ပြောခဲ့မယ်ပြောခဲ့ပြီးတော့ဒီကျွန်တော်ရဲ့ဒီ computer system တကူလုံးကနေပြီးတော့ဒီ global ပေါ့နော် global ဆိုတော့ကျွန်တော်တို့အခုသုံးနေတဲ့ computer ကနေပြီးတော့ ဘယ် software ကနေမဆိုဘယ်နေရာနေမဆိုကျွန်တော်သိအောင်လို့လုပ်တယ်ဒီပေါ့နော် okay အဲကျွန်တော်ဟာကျွန်တော် window နဲ့ window နဲ့ r နဲ့ထိလိုက်ပါပေါ့နော် source okay ကျွန်တော် terminal ပေါ်လာပေါ့နော် so ကျွန်တော်ဒီမှာ linux တဲ့ကိုကျွန်တော်ဝင်ထားတာမဟုတ်ဘူးဒီတိုင်းပဲ terminal မှာကျွန်တော် java dash v လို့ကျွန်တော်ရေးလိုက်ပါနော် so java dash v ပေါ့မရဘူးဆိုရင် java dash ပါရှင်းပေါ့နော် okay so တော့ကျွန်တော်ဒီမှာ dash v နဲ့ရှာတော့မရဘူးအရှိရေးမှရရပါတော့ဆိုတော့ဒီမှာဆိုကျွန်တော် set ထဲမှာ java 23ဆိုတာရှိပါတယ် ဒါကျွန်တော်ဘယ်ချိန်မှရှာရှာဘယ်နေရာနေပဲရှာရှာအာကျွန်တော် Java download လုပ်ထားရဲဆိုတော့အာတွေ့ရမှာဖြစ်ပါတယ်။ Okay ဆိုတော့အဲ့တော့ကျွန်တော်တို့ကအာ Java ကိုကျွန်တော်တို့နာ JDK ကိုပေါ့နော်ကျွန်တော် download လုပ်သွားလုံးပါပေါ့နော်ဆိုတော့ JDK ကို download သွားလုံးမှာဆိုတော့ကျွန်တော်တို့ဒီအာ browser တစ်ခုခုမှာပေါ့နော် JDK download လို့ရိုက်ရှာလိုက်ဆိုတော့အပေါ်ဆုံးမှာကျွန်တော် Oracle ဆိုတာရှိတယ်နော် Oracle Java download ဆိုတာရှိတယ်အဲ့ထက်ဝင်လိုက်ပေါ့နော် Okay ဆိုတော့ကျွန်တော်ဒီမှာရှင်းပြစရာစကားလုံးလေးတစ်လုံးရှိပါတယ် long term sport ဆိုရဲဒီ LTS ဆိုရဲစကားလုံးလေးပါဒီစကားလုံးလေးကိုကျွန်တော်တွေ့ရပါလိမ့်မယ်ဆိုတော့အခု JDK အခုလက်ရှိဒီမှာပြထားတဲ့ version ရ25ပေါ့နော်ဆိုတော့ကျွန်တော်တို့ IDE မှာကျွန်တော်တို့ download လုပ်ခဲ့တော့တွေ့တာက26ပေါ့နော်နောက်ဆုံးတွေ့ရ26ပေါ့ဒီမှာ update မဖြစ်သေးဘူးပေါ့ Okay ဆိုတော့ကျွန်တော်25 27ပေါ့နော်ဆိုတော့တကယ်တမ်းကတော့ကျွန်တော်တို့ Java Java version တွေကအခုဆိုရင်25အထိရောက်တယ်ပေါ့နော်ဆိုတော့ ိုးအရင်တုန်းကကျွန်တော်တို့ဒီ Java စထွက်တုန်းက Java တွေရဲ့ဒီ version ကိုကျွန်တော်တို့သတ်မှတ်တဲ့ပုံစံအခုလိုမျိုး27တို့ bio ဒီလိုမျိုးမဟုတ်ပါဘူးနော်โอเคဆိုတော့ကျွန်တော်အရင်တုန်းကဒီ JDK တွေကိုကျွန်တော် number သတ်မှတ်တဲ့ပုံစံကျွန်တော်ဘယ်လိုလဲဆိုတော့ JDK 1.1တို့1.2တို့နော်1.3တို့စသဖြင့်ကျွန်တော်သတ်မှတ်တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့ JDK 1.8လောက်ရောက်တဲ့အခါမှာကျွန်တော်တို့ကျွန်တော်တို့ကနာမည်ပြောင်းပြီးနာမည်ပြောင်းပြီးခေါ်လိုက်တယ်ပေါ့နော်ဆိုတော့ဘယ်လိုခေါ်လဲဆိုတော့1.8လို့မခေါ်တော့ဘဲနဲ့ JDK 8လို့ခေါ်ပါတယ်နော် ဆိုတော့အဲ့ JDK 8ကကျွန်တော်တို့ပါလဲဆိုတော့ long transport version ပေါ့နော် long transport ဆိုတာဒီ JDK JDK 8ကိုကျွန်တော်ထွက်ခဲ့တာကြားလာပြီပေါ့နော်ဆိုတော့တော်တော်ကြာပြီအဲ့ကတည်းကနေပြီးတော့ကျွန်တော်တို့အခုချိန်အထိကိုကျွန်တော်တို့ပါလို့လဲဆိုတော့အဲ့ JDK ကသုံးလို့ရနေတော့မယ်နော်သူလည်းဒီမှာပြောထားပါတယ်ကျွန်တော်ဘယ်အထိလဲဆိုတော့အ ਨੇ ဆုံးပေါ့နော်ဆိုတော့သူရဲ့ receive ရရှိနေမှာပေါ့ JDK 8ကိုကျွန်တော်တို့ update ကြီးရနေမယ်ဘယ်အချိန်ကြီးရနေဦးမှာလဲဆိုတော့ကျွန်တော်တို့ဒီဇင်ဘာ2030အထိကျွန်တော်တို့ရနေမှာ တော့ဒီသဘောတရားဘာနဲ့တူလဲဆိုတော့ long term sports ဆိုတဲ့သဘောတရားဘာနဲ့တူလဲဆိုတော့ဥပမာကျွန်တော်တို့အာ Android phone သုံးတယ်လို့နော်ဆိုတော့ကျွန်တော်တို့ iPhone သုံးတယ်ပါဘောနော်ဆိုတော့အဲ့လိုမျိုးဆိုကျွန်တော် Android phone မှာဆိုရင်ဥပမာထားပါတော့အာအခုကျွန်တော်ဝယ်လိုက်တဲ့ phone တစ်လုံးပေါ့နော်ကျွန်တော်ဥပမာ Google Pixel 8ဝယ်လိုက်မယ်ထားပါတော့နော် Google Pixel 8 Pro တစ်လုံးဝယ်လိုက်မယ်ထားပါတော့ဆိုတော့အဲ့ Google Pixel 8 Pro ကကျွန်တော်ကိုကျွန်တော်ကျွန်တော်ကိုသူတို့ company ကနေပြီးတော့ဟောဒီ phone ရဲ့ update ပေါ့နော်ဆိုတော့ software update ကိုဘယ်နှစ်နှစ်ပေးမလဲဆိုတော့9နှစ်ပေးမယ် ပထမတော့ကျွန်တော်ဒီဖုန်းစပြီးဝယ်တဲ့အချိန်မှာကျွန်တော်ရဲ့ဒီ Android version ကဥပမာအာ7ဆိုရင်ကျွန်တော်7ကို9ထပ်ပေါင်းပေါ့နော်ဆိုတော့ကျွန်တော်16အထိနော်ဆိုတော့ Android version 16အထိကျွန်တော်ကဘာဖြစ်နေမှာလဲဆိုတော့ကျွန်တော် software update ရနေမှာဆိုတော့ဆိုဆိုကျွန်တော်ကဘာလဲဆိုတော့ဥပမာထားပါတော့ဒီ Android version နေအမျိုးမျိုးတက်သွားတယ်ပေါ့နော်အမျိုးမျိုးပြောင်းသွားတယ်ကျွန်တော်ရဲ့ဒီဖုန်းကိုသူကဘာလို့ပေးနေမှာလဲဆိုတော့ software update တွေပေးနေပါနော်ဆိုတော့အဲ့လိုမျိုးပဲကျွန်တော် JDK 8ဆိုတာပြောရရင်တော့ထားပါတော့မျိုးလုံးထဲမှာခုနကကျွန်တော်တို့ ား Google Pixel 8 Pro လို့အများဆုံးတော့မြင်အောင်ကြည့်လိုက်ပါတော့ဆိုတော့ကျွန်တော်တို့တခြားဥမာအခုဆိုကျွန်တော် JDK ကဘယ်တော့ဒီအောင်ဖြစ်နေလို့ဆိုတော့25ဒီအောင်ဖြစ်နေပြီနော်25 26ဒီအောင်ဖြစ်နေဆိုတော့အခုဆိုရင်ထားပါတော့ဒီလို2နှစ်တိအထိပေါ့နော်။သူကနှစ်နဲ့သွားပါပေါ့နော်။ကျွန်တော်တို့ကဒီမှာဟိုနံပါတ်နဲ့သွားပါပေါ့နော်။ဆိုတော့2030အထိဘာဖြစ်နေမှာလဲဆိုတော့ကျွန်တော်တို့ update ရနေမှာ။အဲ့တော့ဟို GDK 25တို့26တို့27တို့အများကြီးထွက်နေသေးတဲ့အချိန်အထိကျွန်တော်တို့ကဘာဖြစ်နေမှာလဲဆိုတော့ GDK 8ကိုကျွန်တော်တို့ကဟိုကောင်းကောင်းမွန်မွန်သုံးလို့ရနေမှာ။သုံးလို့ရနေမှာဆိုတော့ကျွန်တော်တို့က ဟို software update တွေပေါ့နော်ဆိုတော့ဒီထဲမှာရှိနေတဲ့ code update တွေကိုကျွန်တော်တို့အမြဲတမ်းရနေမှာပေါ့နော်ဆိုတော့ set ပြီးရနေမှာဒါပေမဲ့ကျွန်တော်တို့ဒီ update တွေရောလုံးလုံးပေးရမှာနော်သူရဲ့သဘောတရားကဘာလဲဆိုတော့အရင်ရှိနေပြီးသား code structure တွေကနေပျောက်ပြတ်မသွားဘဲနဲ့ကျွန်တော်တို့အာပို့ပြီးတော့ security တွေပိုကောင်းလာတယ် code ရဲ့ performance တွေပိုကောင်းလာအောင်လို့သူက handle လုပ်ပေးထားတာနော်ဒါမျိုးကျွန်တော်တို့ကအာကျွန်တော်တို့ဒီ downtime spot ရရတယ်သူခေါ်တယ် ဆိုတော့ဒီအနောက်ကဒီ GDK 25တို့21တို့ကြာဘာဖြစ်သွားလဲဆိုတော့နှီးပညာကြအစားပြောင်းသွားတာ။ဒုံဝိုင်း changes ဖြစ်သွားတာမဟုတ်ဘူး။နှီးပညာအသစ်တွေပါလာတာ။ဒီမှာကျတော့ကျွန်တော်ကနှီးပညာအသစ်တွေတော့မပါဘူး။ဟောကျွန်တော်ရှိနေပြီးသား GDK 8တို့11တို့မှာကျတော့နှီးပညာအသစ်တွေပါတော့မဟုတ်ဘူး။ရှိနေပြီးသား code တွေကိုပဲနည်းနည်းလေးပို့ကောင်းအောင်ပို့ကောင်းအောင် handle လုပ်လုပ်ပြီးတော့ဒါ update လုပ်ပေးရအောင်နော်။ဆိုတော့နောက်ပိုင်းဟာဒီမှာကျတော့မဟုတ်ဘူး။ကျွန်တော် code ရဲ့ရေးပုံရေးနည်းတွေစနစ်တွေပြီးရင်ကျွန်တော်တို့ အာ code feature အစ်တတရားအစားကျွန်တော်ဘာဖြစ်လာလာလဲဆိုတော့ပါလာပါဘောနော်ဆိုတော့ဒါမျိုးပါ Okay ဆိုတော့ JDK 8ကိုကျွန်တော်တို့အခုချိန်ဒီဘာလို့သုံးနေရလဲဆိုတော့ဟိုရှင်းပြပါမယ်ဆိုတော့ JDK 8ကိုအာကျွန်တော်တို့ကျွန်တော်ဆိုဒီ Android application တွေရေးတယ်ဆိုရင် JDK 8တို့ JDK 11တို့သုံးရလုံးမယ်ဘာလို့လဲဆိုတော့အဲ့ဒီထဲမှာကအဲ့ဒါတွေပဲစပူပေးရပါကျွန်တော်25တို့26တို့စပူမပေးပါဘူးနော် Okay အာနောက်ပြီးတော့ကျွန်တော်တို့ကတကယ် Android ရေးတဲ့အခါကျ Kotlin လို့ဘာလို့လဲရေးရဆိုတော့ဟို Java ကအနောက်က run ပေးထားရင်ရပြီပေါ့နော် နည်းနည်းတော့ run meter ရပြီအဓိက coupling ကနေပြီးတော့အပေါ်ကနေတိတ်ချာပြန်ပြီးတော့ပြန် run နေရဖြစ်တဲ့အတွက်အရင်မလိုဘူးပေါ့နော် okay ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ကအာ java ဒီလို version အနိုင်တွေကိုသုံးလို့ဘာဖြစ်လို့သုံးနေရလဲဆိုတော့ဟိုးလွန်ခဲ့တဲ့ဥမာထားပါတော့10နှစ်လောက်ကကျွန်တော် application တစ်ခုရေးခဲ့မယ်ဆိုရင်အဲထားပါတော့ကျွန်တော် developer တယောက်ခန့်လိုက်ပါပေါ့နော်ကျွန်တော်က developer တယောက်ခန့်လိုက်ပြီသူ့ကိုကျွန်တော်ကုတ်ရေးခိုင်းဆိုတော့ကုတ်ရေးခိုင်းမယ်ဆိုရင် तू ကတော့ထားပါတော့ तू က JDK 25နဲ့လေ့လာခဲ့တယ်ဘာမှမဖြစ်ဘူးဒီမှာရောက် JDK 8နဲ့ပြန်ရေး ဆိုတော့အထက်ကကုတ်တွေအကုန်အတူတူပဲသဘောတရားကြီးအကုန်အတူတူပဲ GDK 25မှာနီးပညာအသေးလေးနည်းနည်းလေးစီပို့ပါလာလိမ့်မယ်ဒါပေမဲ့ GDK 8မှာကအဲ့ဒီဟာတွေတော့မပါဘူးကုတ်တွေအကုန်လုံးအတူတူပဲနော်ဆိုတော့အဲ့လိုသဘောတရားမျိုးပါဆိုတော့အဲ့ဒီ developer အစ်စ်ကပေါ့နော်ဆိုတော့ဒီ code တွေကိုကျွန်တော်ဘာလို့ဘာလို့နေလဲဆိုတော့လာပြီးရေးလို့ရတယ်အဲသူ့ကိုကျွန်တော်တို့အများကြီးအစ်စ်တွေသင်ပေးစရာမလိုဘူးကျွန်တော်တို့ရှိနေပြီးသားနီးပညာကိုပဲဘာလို့နေရလဲဆိုတော့ပြန်သုံးနေရပါပေါ့နော်ဆိုတော့ဒီလိုမျိုးကျွန်တော်တို့ကလောက်တာပေါ့နော်ဆိုတော့ပြောချင်တာကကျွန်တော်တို့က ဟိုလွန်ခဲ့တဲ့နှစ်အကြာကြီးတုန်းကရေးခဲ့တဲ့ application တွေကိုဒီနေ့ဒီအချိန်အထိအဲ့ဒီနည်းပညာတွေစက်သုံးပြီးတော့ရေးလို့ရနေအောင်ကျွန်တော်တို့လုပ်ပေးထားတာမျိုးပြောချင်တာပါနော်။ Okay ဆိုတော့ဒါမျိုးကျွန်တော်တို့ဘာလို့ခေါ်လဲဆိုတော့ long term support လို့ခေါ်ပါတယ်နော်။ဆိုတော့ okay အဲ့တော့ကိုယ့်ရဲ့ computer ထဲမှာ JDK 8တို့ JDK 11တို့ download လုပ်ထားခြင်းနဲ့ download လုပ်လို့ရတယ်။ဒါဆို download လုပ်ထားခြင်းအပြင်ပါအကျိုးကျေးဇူးရမလဲဆိုတော့ကျွန်တော်တို့ဒီ project ရေးတဲ့အခါမှာပေါ့နော် java နဲ့ရေးတဲ့အခါမှာ code တွေကိုကျွန်တော်တို့ကဩ jdk 8မှာတော့ဒီလိုရေးကြပါလား jdk 25မှာဒီလို code တွေပို့လာတာပါလားဆိုရယ် quarter jet difference difference between တွေကိုကျွန်တော်တို့မြင်လာမယ်ပေါ့နော်မြင်လာပြီးတော့ဒီ code တွေရဲ့သဘောတွေကပို့ပြီးနားလည်လာပါလိမ့်မယ်နော် okay ဆိုတော့ကျွန်တော်ကတော့နောက်ဆုံး update ဖြစ်တာတွေနဲ့ပဲသင်ပါနောက်ပြီးတော့ဟိုဒီ java နည်းပညာတွေကအဲ့လိုတစ်ခုနဲ့တစ်ခုနဲ့အပြောင်းအလဲအသေးကြီးလုံးဝဖြစ်သွားရဲဆိုတာမျိုးမရှိဘူးရှိတယ်နည်းနည်းပဲရှိတာနော် တော့ဒီနေ့ဒါသေးလာလိုက်လို့နောက်နေ့အဲ့ဒီကုတ်ကခင်မမိတော့ဘူးဆိုတာမျိုးတော့မရှိဘူးဆက်ပြီးသုံးလို့ရတယ်နော်โอเคဆိုတော့ကျွန်တော်တို့ဆက်တဲ့မှာဒီ GDK25 ကိုဘယ်လို download လုပ်မလဲအဲကျွန်တော်တို့အာဒီကွန်ပျူတာအသိအောင်ဘယ်လိုလုပ်မလဲဆိုတာကိုကျွန်တော်ပြောပြပေးမှာပေါ့နော်โอเคအာဒီ video ကတော့ live ပြီးတော့လုတ်ချင်မှလုတ်ပေါ့နော်ဆိုတော့အဓိကတော့သဘောတရားသိအောင်လို့ပြောပြတာဖြစ်ပါခင်နော်โอเคဆိုတော့ကျွန်တော် download လုပ်လိုက်တယ်ပေါ့နော် download လုပ်ပြီးရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ဒီကောင်ကို install ဆွဲလိုက်တယ်ပေါ့နော်ဆိုတော့ဒီအစ်စင်နေတော့ကျွန်တော်မပြရတော့ဘူး ဆိုတော့ကျွန်တော်တို့ဒီကွန်ပျူတာကနေတင်အောင် setup ဘယ်လိုလုပ်လဲဆိုတာကိုကျွန်တော်ပြောပြမှာပဲပေါ့နော် okay ဆိုတော့ကျွန်တော်တို့ကွန်ပျူတာကနေပြီးတော့တင်အောင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ setting နဲ့ဝင်ပါနော်ကျွန်တော်တို့ဒီရမှာ setting နဲ့ဝင်ပါနော် sorry setting နဲ့မဟုတ်ကြ window key နဲ့ email နဲ့လိုက်ပါနော်နေလိုက်ပါနော်ဒီလိုမျိုးပေါ်လာလိမ့်မယ်ပေါ်လာရဲ့အကံမှာဒီဒီနေရာတွေရဲ့အောက်မှာပေါ့နော် right click ထောက်လိုက်ပါနော်အဲ့ကြော property ဆိုတာရှိရနော် okay အဲ့ property ဆိုမှာကျွန်တော်ပါလဲဆိုတော့ကျွန်တော်ဒီ project မှာ okay okay ဆိုတော့ဒီ property system advanced system setting ဆိုတာရှိပါတယ် okay အဲ့အဲ့ advanced system setting ကိုဝင်မယ်ဝင်ပြီးရင်ကျွန်တော် environment pd event ဆိုတာရှိပါတယ်နော်အဲ့အဲ့ environment pd event ထဲမှာကျွန်တော်ဘာလုပ်မလဲဆိုတော့အာကျွန်တော်တို့ဒီမှာ ဒီ user variables for ဆိုပြီးတော့ကျွန်တော်တို့ရဲ့ computer name ရှိရပါတော့เนาะဆိုတော့အဲ့ဒီ computer ရဲ့အောက်လေးမှာကျွန်တော်တို့ဘာသွားလုပ်မလဲဆိုရင်ဒီ new ဆိုပြီးနှိပ်ပါမယ်ကျွန်တော်တို့ရှိပြီးသားပါ java home ဆိုပြီးကျွန်တော်တို့ရှိပြီးသား c ထဲမှာရှိနေတဲ့ program file တွေကကျွန်တော်ခုန install ဆွဲထားတဲ့ language ကိုကျွန်တော်သွားရှာရှာပြီးတော့အဲ့နေရာရွေးပြရပါတော့ okay မရှိသေးတဲ့လူတွေက new လို့နှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာ java home ဆိုတဲ့စကားလုံးကိုအရှိအကြီးနဲ့ရေးရပါတော့ java home လို့ရေးမယ်ပြီးရင်ကျွန်တော်တို့ခုနကကျွန်တော်ခုနကဒီ ဒီ variable ရဲ့ပတ်လမ်းကြောင်းကျွန်တော်သွားရှာပါမယ်နော်ဆိုတော့ okay အဲရှာပုံရှာနည်းကိုကျွန်တော်ပြပါမယ်နော်ဘယ်လိုရှာလဲပေါ့ okay ဆိုရှာပုံရှာနည်းကဘယ်လိုလဲဆိုတော့ကျွန်တော် install ဆွဲထားတာဘယ်မှာဆွဲထားသလဲဆိုတော့ကျွန်တော်တို့ရဲ့ computer C ထဲမှာရှိနေတဲ့ C ထဲကကျွန်တော်တို့ user ထဲက sorry C ထဲက C ထဲမှာကျွန်တော်ဘယ်နေရာမှာရှိတယ်လဲဆိုတော့ program file လို့ program 86တို့ထဲမှာရှိတယ်ပါနော်ဆိုတော့ program file ထဲကိုဝင်မယ် program file ထဲမှာကျွန်တော်တို့ java လို့လိုက်ရှာတယ်ပါနော်ဒီမှာ java ဆိုတာရှိတယ်ဒီမှာကျွန်တော် JDK 23ရှိတယ် JDK 21ရှိတယ် ိုကဘယ်ဟာကိုကိုရဲ့ default အဖြစ်သုံးချင်တာလဲပေါ့နော်ဒါပေမဲ့ဒီမှာကတော့ window မှာတော့ပြဿနာတစ်ခုကသူကနောက်ဆုံး update ဖြစ်တာဘယ်သူကသိရပေါ့နော်ဟိုဒီ21ကိုကျွန်တော်ယူလိုက်လေသူက23ကိုပဲသိကြမျိုးဖြစ်တတ်တယ်ပေါ့နော်ဆိုတော့အဲ့ပြဿနာလေးရောရှိနေမယ်နော်နောက်ပါတော့နောက်ဆုံးတစ်ခုယူပေးလိုက်တာတော့အကောင်းဆုံးပါခင်ဗျာဆိုတော့ okay ဒီထဲမှာလည်းရှိတတ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီ java အာ sorry ကျွန်တော်တို့ program file ထဲမှာလည်းရှိတတ်တယ် program 86ထဲမှာလည်း java ဆိုပြီးရှိတတ်ပါခင်ဗျာဆိုတော့အဲ့ထဲမှာလည်းကျွန်တော်ဒီမှာ jdk 1.8တို့ နော်ကျွန်တော်ဒီမှာတွေ့ရပါလိမ့်မယ်နော် GRE 1.8ကိုကျွန်တော်တွေ့ရပါလိမ့်နော် Okay အဲ့လာဒီကိုကျွန်တော်ဘာလို့လိုက်အောင်မလဲဆိုတော့ခုနကကျွန်တော်တို့ပြခဲ့တယ် sorry ကျွန်တော်တို့ပြခဲ့တဲ့ property scale ကအာကျွန်တော် DM မှာ advanced system နဲ့မှာကျွန်တော် environment variable တွေကိုသွားသွားပြင်ကျွန်တော်ဒီမှာ new လို့နှိပ်ပြင်ကျွန်တော်ဒီမှာထည့်ပေးလိုက်ပါနော်ပြီး okay နှိပ်ပြီးရောပေးလိုက်ပါနော်ဆိုတော့အဲ့ဒါတခုနောက်တစ်ခါကျတော့ကျွန်တော်ပတ်လန်းချောင်းထဲမှာဒီမှာ pass ဆိုတာရှိတယ်နော် system variable ထဲမှာ pass ဆိုတာရှိတယ်အဲ့ pass ထဲမှာလည်းပဲကျွန်တော်တို့က အာဒီအစ်စ်ထက်ထက်ပေါ့နော်ကျွန်တော်ဒီကောင်းကြတော့ကျွန်တော်က new လို့မနှိပ်ရဘူး edit လို့နှိပ်မှာပေါ့နော် edit လို့နှိပ်ပြီးတော့ကျွန်တော်ဒီအထဲထဲမှာ new လို့ထပ်နှိပ်ပါနော်ဆိုတော့ဒီ pattern ကြောင်းနေရာမှာ new လို့ထပ်နှိပ်မယ်အာဆိုတော့ဒါတော့ခုနကကျွန်တော်တို့လုတ်တဲ့အနေကအဆင်မပြေဘူးပေါ့နော်ဟိုကျွန်တော်ခုနက java version လို့ရှားတဲ့အချိန်မှာမတွေ့ဘူးဆိုရင်ဒီနေ့ထပ်လုတ်ပေးရမှာပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီမှာ java patch တွေ java 8 patch တွေထည့်တော့ထည့်ပေးထားတယ်နော် အဲ့တော့အရင်တော့အရေးမကြီးပါဘူးဒီကောင်အဓိကမဟုတ်အဓိကကတော့ကျွန်တော်ဒီမှာဒီ Java home ကိုကျွန်တော်တို့ကွန်ပျူတာတိဖို့အဓိကပါနော် Okay ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ဒီ setting လုပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ရဲ့ကွန်ပျူတာမှာခုနကကျွန်တော်တို့ဟိုဘယ်နေရာကနေပဲရှာချပါနော် Java dash version လို့ရှာရင်အဲ့ version ရှိနေပါရဲ့ဆိုတော့ကွန်ပျူတာ system တစ်ခုလုံးကတိတယ်နောက်ပြီးတော့ကျွန်တော်တို့ဘယ်ဥပမာထားပါတော့ကျွန်တော် Android application မှာကျွန်တော် Android application ရေးမှာပေါ့နော်ရေးတဲ့အခါမှာလည်းဒီ Java home ကဘယ်မှာလဲဆိုတော့ကျွန်တော်တန်းပြီးတော့ညွှန်ပေးလိုက်လို့ရပါတယ် ကျွန်တော်ကဒီမှာတကယ်တမ်းရေးတဲ့အခါမှာတော့ကျွန်တော်တို့ဒီ install ဆွဲတဲ့အချိန်မှာဒီဒီတွေကနေပဲတောင်းပါဘောနော်ဆိုတော့ကျွန်တော်ကတော့ဒီဟာက Ubuntu ထဲမှာအခုမှ install ဆွဲတာဖြစ်တဲ့အတွက်အဒီမှာအခုမှ download လုပ်နေပါလိမ့်မယ်နော် Okay ဆိုတော့ဒါလေးခဏဆောင်းဆောင်းပါမယ်နော် okay ဆိုတော့ကျွန်တော်ဒီမှာ project ဆောက်ပြီးသွားပြီပေါ့နော် project ဆောက်ပြီးတဲ့အခါမှာကျွန်တော်တို့ဒီဒီတဲမှာပေါ့နော်ဆိုတော့ပေါ်လာလိမ့်မယ်ပေါ့ okay ဆိုတော့ကျွန်တော်တို့ဒီကုန်းလေးကိုတစ်ချက်သွားလိုက်မယ်နော် ုံလေးကိုတစ်ချက်သွားလိုက်မယ်သွားပြီးရင်ကျွန်တော်တို့ဒီခုန project location တွေတစ်ချက်ကြည့်လိုက်ပါမယ်နော် project location ကကျွန်တော်တို့ဘယ်လိုပြန်ကြည့်ရသလဲဆိုတော့ဒီ file တွေကိုကျွန်တော်ပိတ်လိုက်ပါတော့ file close project ဆိုပြီးလိုက်ပါ okay ဆိုတော့ပိတ်လိုက်ပြီးတော့ကျွန်တော်တို့ဒီ project ထဲကိုဘယ်လိုဝင်ရလဲဆိုတော့ right click ထောက်လိုက်ပါပြီးကျွန်တော်တို့ show in explorer ဆိုတာရှိတယ်နော် show in file ဒီကျွန်တော် lineage မှာတော့ show in files အာ window မှာကတော့ကျွန်တော် show in folder ပေါ့နော် show in explorer ပေါ့နော် အပြည့်ကကျွန်တော်တို့ဒီ map မှာကြတော့ reveal in finder ဆိုပြီးတော့နာမည်လေးကြာမတူဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ show in find ဆိုပြီးကျွန်တော်ဖွင့်လိုက်မယ်။ဒါဆိုကျွန်တော်ဒီ project ရှိတဲ့ဒီနေရာကိုတွေ့သားလိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ intelligent idea project ဆိုပြီးတော့ home ထဲမှာပေါ့နော် home ထဲမှာ idea project ဆိုပြီးရှိပါတယ်နော်။ Okay ဆိုတော့အဲ့ဒီကောင်ကြီးကိုကျွန်တော်မလုပ်မလဲဆိုတော့ကျွန်တော် desktop ရဲ့ကိုရွှေ့လိုက်ပါနော်။ Okay ဆိုတော့ idea projects ကိုတော့ကျွန်တော်လိုတော့မလိုချင်ပါဘူး။ဒါထားပါတော့ကျွန်တော်ဒီ100 days challenge ကိုကျွန်တော် desktop ထဲရွှေ့လိုက်မယ်နော်။ โอเคပြီးရင်ကျွန်တော်ဒီရက်က idea project ကိုကျွန်တော် delete လိုက်ပါမယ်နော် delete လိုက်မယ်ပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီ folder ကိုကျွန်တော်တို့က delete ကိုရှင်းမှာပေါ့နော် cf handler တွေ challenge တွေကိုရှင်းပါမယ်နော်โอเคမရွှေ့ခင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ဒီမှာ cf handler တွေ challenge တွေက folder တွေအကုန်လုံးကိုကျွန်တော်တို့ folder အသေးတစ်ခုစောက်ပါမယ်နော် cf handler တွေကျွန်တော်ဒီမှာဟိုကြာနေမှာဆိုလို့နော်ဆိုတော့ဒီ gy နဲ့ပဲပြလိုက်တယ်ပေါ့နော် cf handler themes share လမ်း share လမ်းပြီးကျွန်တော်တို့ linish session ဆိုပြီးရေးပါနော် linish session ဆိုပြီးတော့ folder တစ်ခုစောက်ပါနော်ပြီးကျွန်တော်တို့ကြံတဲ့ folder ရေအကုန်လုံးကိုဒီတော့ကျွန်တော်ဆွဲထည့်မယ်နော်ပြီးကျွန်တော်တို့ကြံတဲ့ဒီ folder မှန်သမျှကိုဒီတော့ဆွဲထည့်မှာပါနော် okay ဆိုတော့ပြီးရင်ကျွန်တော်တို့ဒီဒီတဲ့ကဒီထဲမှာကျွန်တော်ဒီတော့မလုပ်လို့ဆိုတော့ဒီ java session ကိုပါဆွဲထည့်မယ်နော် okay အဲ့ဒါဆိုကျွန်တော်တို့ ca100 challenge ဆိုတဲ့ folder ကကျွန်တော်တို့ home ထဲမှာရှိမယ် ပြီးအဲ့ဒီထဲမှာကျွန်တော်တို့ Java session ဆိုပြီးရှိမယ် Linux session ဆိုပြီးရှိမယ်เนาะဆိုတော့ကျွန်တော်ဒီထဲမှာ full array အကုန်ရှိမယ်အာနောက် session တွေကျရင် data တွေအကုန်လုံးကိုကျွန်တော်တို့ကဒီ GitHub ပေါ်မှာတွားပြီးတော့တင်မှာဖြစ်ပါတယ်เนาะ Okay ကျွန်တော်ဟုတ်ပါပြီဆိုတော့ကျွန်တော်တို့ဒီမှာဒီ project လေးကိုကျွန်တော်နေရာပြောင်းလိုက်ပြီးရွှေ့လိုက်ပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီကောင်လေးကိုဒါမရှိတော့ဘူးเนาะဒါဒါပြန်ဖွင့်ရမှာပေါ့เนาะပြန်ဖွင့်ရမယ်ဆိုတော့ကျွန်တော်ဒီကောင်ပိတ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ remove လုပ်လိုက်မယ်เนาะပြီးရင် open နဲ့ပြန်ဖွင့်ပါမယ် ဒါရှိနေပြီးသား project ကိုပြန်ရှားတာပေါ့နော်အခုဆိုရင်ကျွန်တော်တို့ရှားလွယ်သွားပြီကျွန်တော်တို့ home ထဲက ubuntu ထဲက desktop ထဲမှာကျွန်တော်တို့ဒီမှာ c100 java session ဆိုတာရှိရဲ့နော်ဆိုတော့အဲ့ဒီတွေကိုဝင်ပြီးတော့ရှားလိုက်အောင်မယ်နော် first project okay ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ project တွေကပြန်ပြီးတော့ဝင်လာပါပြီနော် okay ဆိုတော့ကျွန်တော်ဒီအခုဒီသင်ခန်းစာမှာကျွန်တော်ဘာအကြောင်းပြောပြခဲ့ရလဲဆိုတော့ကျွန်တော်ဒီ JDK ရဲ့ version တွေအကြောင်းကျွန်တော်ပြောပြခဲ့ရဖြစ်ပါတယ်နော် ဆိုတော့ JDK တွေဘာဖြစ်လို့ကျွန်တော်က long term sport နည်းပညာတွေကိုသုံးနေသေးရလဲเนาะဘာကြောင့်မို့လို့ကျွန်တော်တို့ကနည်းပညာအသစ်တွေပြောင်းလဲသွားရလဲဆိုတော့ကျွန်တော်ရှင်းပြခဲ့တာဖြစ်ပါတယ်